ချစ်သူရသွားပြီလို့ဒီအဝင်ချပြလာတဲ့တဲစုငိမ့်လာမယ့်တရားပြစ်ကနေအမှုပြလောကတေကိုခြေစုံပြင်ဝင်လာခဲ့တဲ့သေစုငိမ့်ကတော့ခုစဉ်အမှုပြရဲ့အကူအညီတွေကိုခက်ဆဲဆဲလုပ်ကိုင်းနေရပြီဖြစ်ပြီးတဲစုငိမ့်ကတော့ခုစဉ်သူရဲ့အမှုပြလုပ်လေးတွေမှာဗိုက်ရီရဲ့အပီဝီရဲ့မှုတွေကိုအပြေဝရရှိနေပြီဖြစ်ပါတယ်အမှုပြလုပ်တွေမှာအကောင်ဆုံးကြိုးစားနေတဲ့တဲစုငိမ့်ကတော့ဒီကနေ့မှာဒုမရဲ့ခြေရင်းနဲ့ပတ်သက်ပြီးတရားဝင်ချပြလာခဲ့ပါတယ်တဲစုငိမ့်ကတော့သူအနေနဲ့ချစ်တွေ့ရနေပြီလို့ဆိုပါတယ် အဲအကြောင်းလေးတွေနဲ့ပတ်သက်ပြီးတော့လေတဲစုငိန်ကခုလိုပဲပြောပြလာခဲ့ပါတယ်။တဲစုငိန်ကတရားတော်ကိုတကယ်သဘောကျတဲ့သူတွေ့ထားပါပြီ။ဒါနောက်ွယ်ကနေတခြားသတင်းတွေအမျိုးမျိုးမတက်လာစေချင်လို့အလုံးရဲ့အရှေ့မှာပြောပြထားတာပါ။နောက်တော့ပြည်သက်တွေအကုန်လုံးကိုအတိအပြီးမှပေါ့ဆိုပြီးတဲစုငိန်ကပြောပြလာခဲ့ပါတယ်။ အလမေတရားပြစ်ကနေအနုပြန်လောကတဲကိုခြေစုံပြဲဝလာခဲ့တဲ့တဲစုငိန်ကတော့ခုစိန်အနုပြန်ရဲ့ကိုရီးတွေကိုခက်ဆဲဆဲလုကိုင်းနေရပြီဖြစ်ပြီးတဲစုငိန်ကတော့ခုစိန်မကြမီမှာရုရှန်စကားတွေရိုက်ကွလာတော့မှလည်းဖြစ်ပါတယ်တဲစုငိန်ကတော့ဒီကနေ့မှသူအနေနဲ့ဆရာဖြစ်သူနဲ့ပတ်သက်ပြီးအခုလိုပဲတနာစပွဲပြပြလာခဲ့ပါတယ်တဲစုငိန်ကဆရာကမြဘတပွဲဆိုရင်လည်းဟုတ်ပါတယ်အကေကေတွေအမျိုးမျိုးရှိနေတဲ့အချိန်မျိုးမှာဆရာကရှင်စုံကနေမမမမရက်တည်ပေးခဲ့ပါတယ် ဆရာတကယ်ကိုလေးစားဖို့ကောင်းတာပေါ့နော်။တဲအတွက်တော့တိုင်ပင်ဖို့အကူတယောက်လို့ဆိုရင်လည်းဟုတ်ပါတယ်။တတိယတချို့ကိစ္စလေးတွေမှာဆရာစကားကိုနားမထောင်တာမဟုတ်ပါဘူး။အမြဲလိုလိုကူညီပေးတတ်တဲ့ဆရာကိုတခါတလေအားနာမိလို့ပါ။ဒါကြောင့်အခါတလေဆိုရင်တချို့သိရင်ကြီးတာတွေဆိုရင်မပြောပြဖြစ်ဘူး။ဆရာကအရင်သဘောကောင်းနေအခုလိုနေရာချင်းရောက်ရှိလာရတာကလည်းဆရာထူးကြောင့်ပါဆိုပြီးတဲစုငိန်ကပြောပြလာခဲ့ပါတယ်။ အခုလက်ရှိမှာတော့တဲဆူညင်ကဒေါ်ဝတနာပါရီနုပညာလုံးတွင်မှအကောင်းဆုံးကြိုးစားနေပါတယ်။တဲဆူညင်ကတော့သူမကိုအားပေးဝင်ရပေးကြတဲ့ပရိသတ်တွေအကြောင်းရန်ကို surprise ဖြစ်ခဲ့ရပြီးအားအသင်းခဲ့ရလို့ဆိုပါတယ်။အဲကြောင့်လေးတွေကိုလည်းတဲဆူညင်ကသူရဲ့ social media ပေါ်ကနေအခုလိုပဲရေးသားမျှဝေထားခဲ့ပါတယ်။ တဲစုညင်ကတတဲဇက်ကရိုက်တဲ့ mobility fan တွေ surprise တိုက်တဲ့အနေနဲ့ရှူတရလူတွေအကုန်လုံးကိုမုတ်တွေအေးတွေစီစဉ်ပေးပြီးတတဲကိုချစ်ပေးကြတာတွေ့ရတော့အယံဝမ်းသာမိပါတယ်။ရုံတောင်မြုံချနိုင်ခဲ့ဦး။အဓိကစီစဉ်ပေးတဲ့မမစင်မောမမဇာကြီးနဲ့မမစုပြေတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။လိုင်းကောင်းကောင်းမရလို့အခုမှတင်ရတယ်။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်ဆိုပြီးတဲစုညင်ကရေတာမျှဝေထားခဲ့ပါတယ်။ ။တဲဆူငိန်ကတော့ပြည်သူရဲ့အားပေးမှုတွေကြောင့်အရန်ကိုပြောရှင်ခဲ့ရပြီးသူကတော့အနုပြလို့တွေမှာတချမကဘူးတော့ကြိုးစားသွားမယ်လို့ပြောပြလာခဲ့ပါတယ်။ Miss Grand Nation ရဲ့ပွဲမှာတောင်ကလမယ်လီတယောက်အနေနဲ့အကောင်းဆုံးကြိုးစားခဲ့တဲ့အလမယ်လီတဲဆူငိန်ကတော့အခုစဉ်တရားဆောင်တယောက်အနေနဲ့အနုပြလန်းချောင်းပေါ်မှာမြင့်တွေ့လာရပြီဖြစ်ပြီးသူရဲ့အနုပြလို့ရှာမှုတွေကိုလည်းပြည်သူတွေကအားပေးနေကြပါတယ်။တဲဆူငိန်ကတော့မကြမီမှာဆရာထူးနဲ့အတူတူရိုက်ကွင်းလေးတွေလောက်ကင်သွားဖို့ရှိနေပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်တိုင်းမလို့တန်းသိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။